းလေးကိုဝိုင်းပြောတယ်ဟွန်းဘူမရှင်လူလောကကြီးမှာဘလို့လောမှာလဲအင်းလိမ္မာတယ်မလိမ္မာဘူးဆိုတာကိုယ့်ကိုဖြေတာတဲ့ဘေးလူဖြေတာပူကောင်းပါတယ်အဲ့တော့ဘေးလူလို့ဆိုတော့ကျွန်တော်ကမ္မလေးရှိတော့ကျွန်တော်ကမ္မလေးပဲမေးရမှာမပွားဘူးဗျာကျွန်တော်ဘုရားမှာမပွားဆုံးပြဿနာမရှာဆုံးမိန်းမဒီမှာတကယ်ဘာလို့တော့ပြဿနာမရှာဘူးတစ်ခါလေတစ်ခါထိုးရတော်ကြလေးဆိုတော့ gadget လေးဝယ်ကျွန်တော်ဟွာလေးဝယ်မယ်ဟာတရားငါကိုလေးရိုက်ဖို့ဒီလိုရိုက်ဖို့အဲ့ခါကျရင်အဲ့ဒါပတ်ဆိုင်ရမှာ ဟုတ်လေအဲ့လိုပတ်စံတော့မရဘူးဒါပေမဲ့ငါဘာသာနာဘာသာရေးငါလောက်ရတာပေါ့အဲ့ဆိုမဝင်နဲ့ဆန္ဒကိုလေးရဖို့အဲဆယ်နှစ်ဟာလာဆယ်နှစ်ဆယ်နှစ်ဘာလို့ရမှာလဲအငတ်ခံကိုလည်းရှင်းစင်းနောက်စင်မယ်သူက၁၂နှစ်ကျွန်တော်၁၃မွေးမွေးနေရဆိုတော့အခါကျတော့ရက်တူရရနက်ခက်လဲနက်ခက်လဲတူသွားတဲ့သဘောရှိတဲ့အခါကျတော့အကြိုက်လေးတော်တော်တူပါတယ်မတူတာဆိုလို့သူကလိန်ပါတယ်ကျွန်တော်ဆိုရဲအဲ့ဒါပါ can't believe how that much this turns me off. Yes, bro. Hey, me, come on, that guy. တကယ်တော့နှလုံးသားနဲ့စဉ်းစားဆုံးဖြတ်ခဲ့လိုက်တာပဲပရမပေါ့နောက်ပိုင်းကျမှအုံနောက်ကတော့ပါလာအုံနောက်ပါလာတဲ့အချိန်မှာတော့ဟောပို့ပို့သေးကြသွားတာပေါ့သူသူသူနဲ့သူနဲ့အဆင်ပြေတယ်ပေါ့လေဟုတ်ဟုတ်ပရမတော့နှလုံးသားပဲဘာမှမားမစဉ်းစားအောင်သိသိ ပြပါတယ်ခင်ဗျာတီးတယ်တလားတော့ तू တီးရဲဒါပေမဲ့တချို့အရာလေးတော့ तू မတီးဘောတချို့အရာလေးမတီးရဲဟာလေးရဲ तू မေးတာဗောဗျာကလေးပြီးပြီဗောဟိုမှာအဖြစ်တော့အခုဒါကျွန်တော်ကတွပီအကြောင်းလေးကျွန်တော်ပြောတယ်ကျွန်တော်တွပီသချင်းချလို့လို့ဝမ်းနေတာမျက်ရည်ချတာဆိုလို့ရှိရင်လေ तू ကကြည့်နေတယ်အဲ့ခါကျရင် तू ချော့တယ်လာချော့တယ်အပခုံလေးလာပုတ်တာမျိုးလို့ကြော်လေးတက်တာမျိုးလို့အဲ့ဒါပေမဲ့ तू မမေးနောက်ကြတော့မှ easy ဖြစ်တဲ့ခါကျရင် तू မေးရဒါပေမဲ့ तू မေးလိုက်တဲ့မေးကွာ ကိုယ့်အတွက်မလုံးအဆိုင်ဖြစ်သွားတယ်ဘာလဲဆိုတော့သူ့ပြင်းနေတော်တော်ခင်လာလားဒါပေမဲ့အကလေးပြောပြလိုက်မိုးအောင်ရယ်ဆိုတာတစ်ချိန်လုံးဗီဒီယိုလိုက်ရိုက်နေဟုတ်လားမဟုတ်လားပြောဟုတ်တယ်ဒါလို့လို့အများသာဗီဒီယိုလိုက်ရိုက်နေလူကနေရထိုင်ရတာနေစရာနေရာတော့မရှိအဲ့တော့သူ့ဖုန်းဖွက်ပြီးယူထားရမယ်အခြေအနေရောက်နေပြင်မဝါကြီးလားတဲ့ကဲအဲ့တော့နားမှာရှိတဲ့အုတ်ထင်းသူကိုပဲကျွန်တော်လှမ်းမေးရတာပေါ့နော်လိမ္မာနေမလိမ္မာဘူးဆိုတော့ကိုယ့်ကိုဖြေတာတဲ့ဘေးလူဖြေတာပိုကောင်းပါတယ် အဲ့တော့ဘေးလူလောဆယ်ကျွန်တော်ကမ္ဘာလေးရှိတာကျွန်တော်ကမ္ဘာလေးပဲမေးရမှာပါအဲနည်းနည်းရှိတော့မှာဒီစိတ်တင်တည်ငြိမ်လို့မရအောင်ကျွန်တော်တို့ကဟို financially ပေါ့နော်အဲ့တော့ငွေကြီးပါတည်ငြိမ်မရမှာအဲ့ဒါအရေးကြီးဆုံးပဲအဲ့လိုမဟုတ်နောက်တစ်ယောက်ခေါ်ပြီးဒုက္ခပေးသလိုပဲအတူအရတူအစီပွားရေးသမားတူအဒါရှောက်စီပွားရေးနဲ့တွေ့တာကျွန်တော်ကအခုထားရပါတော့တခုခုကျွန်တော်ရောင်းလိုက်လို့ပတ်စံပလောက်ရပါမယ်အဲ့ရခိုင်ကျွန်တော်က ဘလို့ဟာလေးကျွန်တော်ဝယ်ပြီးတော့ကြာကြာလေးဆိုတော့ gadget လေးဝယ်ကျွန်တော်ဟာလေးဝယ်မယ်ဟာဒီငါ holy ရိုက်ဖို့ဒီလိုရိုက်ဖို့အခါကျရင်အဲ့ဒါပတ်ဆိုင်ရမှာလားမဟုတ်ဘူးလေအဲ့လိုပတ်ဆိုင်တော့မရဘူးဒါပေမဲ့ငါဝါသနာပါလိမ့်ငါလောက်ရတာပေါ့အဲ့ဆိုမဝင်နဲ့အဲ့တော့ တော်ရစီပါတယ်တမကျွန်တော်ကတော့အနုမြန်တော့ပညာဖြစ်တဲ့လူရဲ့စီးပွားရေးကိုဖြစ်တဲ့လူရဲ့နည်းနည်းတိုက်တိုက်ကြိုးတာပေါ့အနည်းတိုက်တိုက်ကြိုးတာအဲ့ဒါဆိုသူကအလုံးလုံးမယ်ဆိုတာကြီးပဲကျွန်တော်ကကြာလည်းမဟုတ်ဘူးအဲ့ရတဲ့ပတ်စံနဲ့ငါအနုမြန်လုံးမယ်ပေါ့ငါအနုမြန်ပဲအရာငါပြန်လုံးမယ်ပေါ့ခုဆိုရင်ကျွန်တော် producer လုပ်ချင်တယ်တော့ဒီမှာငါ production နဲ့ငါထောင်ချင်အဲ့လိုမျိုးလေးပေါ့ကျွန်တော်ယူလာလေးရှိရအဲ့လောက်ဒီအငွေတော့အမောင်းမရောက်သေးပါဘူးဒါပေမဲ့ဘာဖြစ်တော့အဲ့လောက်ရောက်လာလို့ရှိရင်ငါအဲ့ဒါလုံးမယ်ဆိုအဲ့လိုမျိုးအာတော်တော်လေးတော့သူနဲ့တော်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 အတိုက်ခံတော့ညင်တာ တော်များတော့တူပါတယ်တော်တော်အဟိုးကောင်တူတယ်မတူလဲမတူစရာလဲရှာတယ်ဘာလို့ဆိုတော့ तू ကကိုယ်နဲ့အရှင်းစင်းနောက်စင်မဲ့ तू က7ကျွန်တော်73မွေးမွေးနေရဆိုတော့အခါကျတော့အရက်တူရတာနက်ခက်လဲနက်ခက်လဲတူသွားတဲ့သဘောရှိတဲ့အခါကျတော့အကြိုက်လေးတော်တော်တူပါတယ်မတူတာဆိုလို့ तू ကလိန်ပါတယ်ကျွန်တော်ဆိုရဲအဲ့ဒါပါ